ဓမ္မစိုးတရားနဲ့အညီမင်္ဂလာတရားလဲထွန်းကားတဲ့မြမာပြည်သာသနာယံဝတ်တင်လေးတရားများကထင်ရှားသက်သေသည်စေဟောင်းဝေပြောင်းလဲပြူပြင်းပါလို့ဒီလေယာဉ်လောက်တာရှားပေါမှုတွေဖြစ်တဲ့အချိန်မှာကျမတို့ကဆက်မှုလေယာဉ်ပြောင်းဖို့ဖြစ်ပါတယ်ရှင် ဆက်မှုလေယာပြောင်းဖို့ဆိုလို့ရှိရင်ဒီဆက်မှုလေယာဌာနအနေပြီးတော့မှဆက်ကရိယာတွေလုံလောက်စွာထားရှိပြီးတော့မှအတင့်တင့်နဲ့နှုံတာနဲ့ငှားရမ်းပြီးတော့မှဆောင်ရွက်နိုင်ဖို့ပေါ့နော်ကိုယ်တိုင်မဝယ်နိုင်တောင်မှအတင့်တင့်နဲ့နှုံနဲ့ငှားရမ်းပြီးတော့မှဆောင်ရွက်နိုင်ဖို့အဲဒါလေးတွေပြီးလို့ရှိရင်တွင်းအားစုတွေဈေးနှုန်းတွင်းအားစုဈေးနှုန်းတွေအစမတန်းအမြင့်မားနေတာတောင်သူတွေရဲ့အခက်အခဲကိုကျွန်တော်တို့တီးနှံပေါ်တီးနှံပေါ်မှပေးတဲ့စနစ်ပေါ့နော်အရင်ကြိုပြီးတော့မှတွင်းအားစုတွေယူထားမယ်တီးနှံပေါ်မှပေးတဲ့စနစ်လေး အဲဒါလေးတွေလည်းကျွန်တော်တို့ဆောင်ရွက်ခြင်းလေ။အပြီးလို့ရှင်တီးနံပေါ်လို့ရှင်လည်းတီးနံကိုချက်ချင်းရောင်းချတာမျိုးမဟုတ်ဘဲနဲ့ဒီတီးနံကိုကျွန်တော်တို့ဂိုဒေါင်မှာထားပြီးတော့မှဒီဂိုဒေါင်ထဲမှာတိတ်ဆဲထားတဲ့တီးနံတွေရဲ့တီးနံတွေကိုအာမခံထားပြီးတော့မှဒီတက်တာတဲ့ဒုံဒုံတာနဲ့ကျွန်တော်တို့ချင်းကိုရနိုင်ဖို့ပေါ့နော်။အဲဒါဆိုလို့ရှင်ကျွန်တော်တို့ကတောင်တူဦးကြီးတွေကကိုဆက်ပြိုးတဲ့တီးနံတွေကိုဒီဈေးကောင်းရတဲ့အချိန်မှာတိုက်ဈေးရတဲ့အချိန်မှာထုတ်ရောင်းတာမျိုးပေါ့နော်။အဲပြီးလို့ရှင်ပြည်တွင်းထုတ်တမ်းမြေဩဇာတွေ အဲပို့တာဆေးတွေကိုဟိုကျမတို့စ조사ပြီးတော့မှစ조사ပြီးထုတ်လို့မယ်အားပေးမယ်ပေါ့နော်ပြီးလို့ရှိရင်ပြည်ပမှတင်သွင်းတဲ့ဓာတ်မြေဩစာပို့တာဆေးတွေရဲ့အရေးသွေးတွေကိုလည်းကျမတို့စနစ်တကျစစ်ဆေးမှဖြစ်ပါတယ်ရှင်အဲတခါနေကြလို့ရှိရင်ဝယ်ပြီးတော့တာသုံးလိုက်တယ်ဓာတ်မြေဩစာအာနိသင်ကဒီလောက်မရှိလို့ရှိရင်ဒီတောင်တူကြီးတွေကတော့ငွေတော့ပုံသွားတယ်သို့တော်လည်းအဲသို့တော်လည်းဟိုမှာမဖြစ်တာပေါ့ရှင်ဒီအထွက်မတိုးတာပေါ့နော်အဲနောက်တစ်ခုကတော့လုပ်ငန်းဝင်ကြုံတွေ့ရတဲ့အခက်အခဲ ဟိုရာသီဥတုဖောက်ပြန်ခြင်းပေါ့နော်ရေကြီးရေရှမ်းခြင်းပိုးမွားတံကြောင့်စိုက်ပွင့်များပျက်စီးခြင်းအဲ့ဒါတွေကိုကျွန်တော်တို့တင်းနံအာမခံစနစ်အရေးကြီးပါလိမ့်ရှင်တိနာအာမခံစနစ်ကအခုကျွန်တော်တို့မြန်မာနိုင်ငံမှာအာမခံစနစ်လေးစတင်ပြီးတော့ထွန်းကားလာတယ်ပေါ့နော်အများသောအပြင်တော့ကျန်းမာရေးအာမခံကားအာမခံမိအာမခံစသဖြင့်ဓာတ်တွေပဲဆောင်ရွက်ကြပါတယ်ဆောင်ရွက်ကြပြီးတော့မှတိနာအာမခံကတော့အများသောအပြင်တော့အာမခံကုမ္ပဏီတွေကအရှုံးပေါ်နိုင်တာများလာပေါ့နော်များတဲ့အခါကျတော့လက်ဆောင်ကြတာဖြစ်ပါတယ် ဒါတွေကျမတို့ကဘယ်လိုလုပ်ချင်လဲဆိုလို့ရှိရင်ဒီအာမခံကုမ္ပဏီရဲ့အာမခံထားတဲ့ပမာဏရဲ့တစ်ဆယ်ရာခိုင်နှုန်းကတော့အ ਨੇ စုံတီးနံအာမခံဆောင်ရွက်ရမယ်ဆိုပြီးတော့မှမဖြစ်မနေဆောင်ရွက်စီတာမျိုးပေါ့နော်ဆိုလို့ရှိရင်ဆယ်ရာခိုင်နှုန်းပေါ်မှာတော့သူတို့ရှုံးကောင်းရှုံးမယ်ဒါတို့တော့လဲကျန်တဲ့90ရာခိုင်နှုန်းမှာဟိုကြိုက်မှာပေါ့နော်အဲဒီလိုမျိုးလေးကျမတို့ဆောင်ရွက်စီတာမျိုးပေါ့နော်နိုင်ငံလုံးကနေပြီးတော့မှဟိုစနစ်ချပြီးဆောင်ရွက်စီတာမျိုး ။နောက်ဆယ်မြောင်းကန်ချောင်းတွေမှာရေကိုစနစ်တကျတုံလောင်းနဲ့အဲမြေကိုချိန်အချိန်နဲ့တပြေးညီပေါ့နော်။လိုတဲ့အချိန်မှာရေရအောင်ပေါ့နော်။တခါလေကျရင်ရေကြီးအဲများလို့ဖောက်ထုတ်ရတာရှိတယ်။ရေလေးအိုင်လို့ရေနစ်တာရှိတယ်။အဲရေလိုတဲ့ချိန်ကျတော့ရေမရတာရှိတယ်ပေါ့နော်စသဖြင့်ဒါလေးတွေလည်းတိတ်ချလုတ်ဖို့ဆိုလို့ရှိရင်ကျမတို့တကယ်တမ်းဖြစ်နိုင်တော့ပုပ်ကလိကပုပ်ကလိကကရင်းနှီးမြုပ်နှံမှုတွေလာတယ်ဆိုရင်ကျမတို့ဒါတွေလည်းဖိတ်ခေါ်လို့ရပါလိမ့်ရှင်။နောက်စိုက်ပျိုးရေရရှိရန်ခက်ခဲတဲ့ဒေသတွေမှာကျမတို့ ်ညီအောင်ရင်ရရှိနိုင်ရင်တော့အဝီစီတွင်းနေတော့တစ်ဖက်ပိတ်ဆဲလေးအဲဒီလိုပေါ်ထုတ်ပြီးတော့မှဒီဆိုလာစနစ်နဲ့ပေါ့နော်ကျွန်တော်တို့ရေတင်စနစ်ပေါ့ဆိုလာရေတင်စနစ်နဲ့ဆောင်ရွက်တာမျိုးပေါ့နော်အဲဒါမျိုးလေးတွေဆောင်ရွက်ချင်တာဖြစ်ပါလေရှင်။နောက်တင်းနံဈေးလုံးတည်ငင်ဖို့ကြတော့ကျွန်တော်တို့တင်းနံပေါ့ပေါ်ချိန်မှာကုန်တယ်ပွဲစားတွေအဲဈေးလျှော့ဝယ်တာကိုအဲရှောင်ရှားနိုင်မှုလို့အတွက်ကျွန်တော်တို့နှစ်လိုက်ဈေးလုံးတွေတတ်မှတ်ပြီးတော့မှဒီအခြေခံဈေးလုံးပေါ့ရှင်။ဒါလေးတွေတတ်မှတ်ပြီးတော့မှ ါဈေးကွက်ကိုထိန်းနေပေးတာမျိုးပေါ့နော်ဒါအစိုးရကဆောင်ရွက်လို့ရပါတယ်။ဖွဲ့ရှိလာတဲ့တည်နိုင်ပြီလည်းကြည်တွင်းမှာလွတ်လပ်စွာတည်ယူရောင်းချခွင့်ပြုဖို့ပေါ့နော်။အဲဒါလေးတွေလည်းရေးကြည့်ပါတယ်။နော်တည်နိုင်ပေါ်ချိန်မှာချင်းဝေတွေပြန်လည်ပေးဆက်ရမယ့်အစားဒီဈေးကွက်ပေါက်ဈေးထက်ဟိုပါပေါ့နော်ဈေးကွက်ချင်းဝေချက်ချင်းပြန်မဆက်ဖဲနဲ့ခုနပြောသလိုပေါ့နော်ဒီဈေးကောင်းရမှအကြောင်းလို့ရအောင်ကျမတို့ချင်းငွေရဲ့တက်တန်းကိုကျမတို့ဆောင်ရွက်ပေးထားလို့ရပါတယ်။နောက်တင်းနံစိမ်းလုံး မတည်ငြိမ်မှုကိုကျွန်တော်တို့နောက်တစ်ခုလုပ်ချင်တာတော့တူလောင်ယုံနေမှာအနန္တထားတဲ့စနစ်ဆောင်ရွက်ချင်တာဖြစ်ပါလိမ့်ရှင်ပြီးလို့ရှိရင်ချင်းငွေထုတ်ပေးနိုင်တဲ့စနစ်ကိုအဲကျမတို့တူလောင်ယုံလက်မှတ်နဲ့တူလောင်ယုံမှာပေါ့နော်ဒီတူလောင်ယုံရဲ့ပိုင်ရှင်ဟုတ်ပါတယ်ဒီလုပ်ငန်းရှင်ကတော့ဒီဒီတောင်သူဦးကြီးကတော့အဲကျမတို့ဒီဒီစံတန်ချိန်ဘလောက်တူတူလောင်ထားပါတယ်ဆိုတော့ဒီလက်မှတ်နဲ့ကျမတို့ဟိုချင်းငွေပေးတာမျိုးပေါ့နော် တင်းနံအထွတ်နှုံမြင့်ပါမြင့်မားစေဖို့အတွက်ကျမတို့ good agricultural practice ဆိုတော့ GAP လို့ခေါ်တာနေနဲ့ကျမတို့စိုက်ပျိုးတာပေါ့ရှင်အဲဆိုလို့ရှိရင်အဲကျမနောက်နောက်တစ်ခုကတော့နှစ်စဉ်အဲအရှုံးဖြစ်ပေါ်နေတဲ့တောင်သူတွေစိတ်ဓာတ်ပြတ်ပြားမှာဆိုလို့ပေါ့နော်စိတ်ဓာတ်ခွန်အားတက်ကြောက်တက်ကြွလာစေဖို့လို့အတွက်ကျမတို့ဘာလို့ပြင်ချင်လဲဆိုလို့ရှိရင်အဲတောင်သူတို့လည်းအကျွေးလုံးနစ်နေတာကြီးအဲကြားပါတယ်ရှင်နိုင်ငံတော်မှာလည်းဒီ စာရွက်ပေါ်မှာရှိတဲ့စည်ရင်းပေါ့နော် trillion နဲ့ချီပြီးတော့မှာကြက် trillion နဲ့ချီပြီးတော့မှာရှိနေတာကြားပါတယ်တိပါတယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့ပေးခြင်းလဲဆိုရင်ဒီအကျွေးလျှော်တဲ့စနစ်ပေါ့နော်အကျွေးတော့လျှော်ပေးမယ်တိုးတော်လည်းဘာလို့မှလျှော်ပေးမယ်ဆိုတာမျိုးပေါ့နော်ဥပမာထားပါတော့ကျွန်တော်တို့ site ပြောရေးဦးစီးဌာနကနေပြီးတော့မှာပေးတဲ့နည်းပညာနဲ့တကယ့်ကိုတိတ်ပန်လေးချစနစ်တကျစိုက်မယ် good agricultural practice ပေါ့နော် GAP အရစိုက်မယ်အဲ့လိုလည်းစိုက်မယ်ပြီးလို့ရှိရင် တင်းလာလဲတကယ်အထွက်တိုးမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးတရာပြီးစိုက်ပြီးတနစ်စိုက်ပြီးဆိုရင်ကျမတို့က10ရာခိုင်နှုန်းအကျွေးလျှော်ပေးမယ်အဲ့ဒါဆိုလို့ရှိရင်10နှစ်လောက်အချင်းဖြစ်သွားတဲ့အချိန်ကြလို့ရှိရင်10နှစ်လောက်နေရင်တောင်သူတွေရဲ့အကျွေးလက်ချေသွားမယ်အပြီးလို့ရှိရင်ကျမတို့ဒီစနစ်တကျစိုက်ပြိုးတဲ့စနစ်လဲကျမတို့ခောက်ရိုးကျိုးသွားမယ်ပြီးတင်းလာအထွက်တိုးတာတွေဒီကြောင့်မလို့လဲတောင်သူတွေက အဲဟိုပါပေါ့နော်ဝင်းဝေးလေးတိုးမယ်ပေါ့နော်တိုးမယ်အဲဒါမျိုးလေးတွေကျွန်တော်တို့ဆောင်ရွက်ပေးချင်တာဖြစ်ပါတယ်ရှင်ပါတီပြည်သူရှေ့ဆောင်ပါတီ